ထိုင်းနိုင်ငံမှာကျင်းပနေတဲ့2025စီးကိန်းပြိုင်ပွဲမှာဆိုရင်တော့မြန်မာတွေအတွက်ပထမအဦးဆုံးရွှေတိရစ္ဆာန်ကိုမြမချင်းလုံးအသင်းကတာဝန်ကျေစွာနဲ့ရယူနိုင်ခဲ့ပါပြီ။အဒီပြိုင်ပွဲမှာဆိုရင်တော့မြမချင်းလုံးအမျိုးသားအသင်းကရမှတ်954မှတ်နဲ့အတူတူရွှေတိရစ္ဆာန်ကိုရရှိသွားပြီးတော့အမျိုးသမီးချင်းလုံးအသင်းကဆိုရင်တော့ရမှတ်902မှတ်နဲ့အတူတူရွှေတိရစ္ဆာန်ကိုရရှိသွားတယ် ကျွန်တော်တို့ရဲ့ဒီချင်းလုံးကစားနီးကမြမရိုးရအားကစားနီးဖြစ်တဲ့အပြင်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း1500တဲကမြန်မာနိုင်ငံမှာစပြီးတော့ကစားခဲ့တာပြီးတော့ဒီကစားနီးကအမှုပညာဆန်ဆန်ကစားရတဲ့ကစားနီးဖြစ်ပြီးတော့အမှုပညာဆန်မှုနဲ့အတူတူနီးစနစ်မှန်ကန်မှုတွေပေါင်းဆက်ပြီးတော့ကစားရတဲ့ကစားနီးဒါကြောင့်မလို့ကဘာကျော်ဘောလုံးသမားတွေကရောပြီးတော့ဘောလုံးအလှပြတဲ့ဒီလူပုပ်ကိုတွေရောဒီလိုကစားနီးကိုလိုက်ပြီးတော့တုပကစားဖို့အတွက်တော်တော်လေးခက်ခဲတဲ့လို့ဝန်ခံထားတယ်။ဒါကြောင့်မလို့ ဒီကစားနည်းကိုမြင်တွေ့ခဲ့ရတဲ့လူတွေကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကစားနည်းဆိုပြီးတော့မှတ်ချက်ပေးခဲ့တယ်ပေါ့နော်ဆိုတော့2013ခုနှစ်နေပြီးတော့စီးကိန်းမှာပထမဦးဆုံးဖြစ်ထည့်သွင်းပြီးတော့ကစားခဲ့တယ်ပြီးတော့2018ခုနှစ်2023ခုနှစ်စီးကိန်းတွေမှာလည်းဒီကစားနည်းကိုထည့်သွင်းကစားခဲ့ပြီးတော့အခုထိုင်းနိုင်ငံမှာကျင်းပတဲ့2025ခုနှစ်စီးကိန်းမှာလည်းဒီချင်းလုံးကစားနည်းကိုထည့်သွင်းကစားနေတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်မြန်မာတွေအတွက်အစောဆုံးရွှေတိရစိတ်စုကိုရယူပေးထားတဲ့မြန်မာချင်းလုံးလက်ရွေးစင်ကစားသမား တဦးတယောက်ချင်းစီကိုလည်းဂုံပြူပါကြောင်းပြောရင်းနဲ့ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျကျွန်တော်ကြေပါ